်မင်္ဂလာပါရှင်မန္တလေးခေတ်စိတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးမြန်မာနိုင်ငံဟာမျိုးဆက်တစ်ဆက်လုံးရဲ့အနာဂတ်ကိုပြုံးထိခံနေရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတမ်းမဲကြီးပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံဟာလူသားချင်းစာနာမှုနဲ့လူခွင့်ရေးဆိုင်ရာအခြေအနေမဟုတ်ပဲမျိုးဆက်တစ်ဆက်လုံးရဲ့အနာဂတ်ကိုပြုံးထိခံနေရတဲ့အခြေအနေပါရင်ဆိုင်နေရတယ်လို့ကုလဆိုင်ရာမြန်မာတမ်းမဲကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်အကြိမ်၈၀မြောက်ကုလသမဂ္ဂထွေထွေညီလာခံဒုတိယကော်မတီ ီဖြစ်တဲ့စီးပွားရေးနဲ့ဗန်နာရေးဆိုင်ရာကော်မတီဆွေးနွေးမှုအစီအစဉ် MN27 အထူးအချိန်နေများ၌ရှိနေသည့်နိုင်ငံများအုပ်စုခေါင်းစဉ်နဲ့ကျင်းပတဲ့အထွေထွေဆွေးနွေးမှုအစီအစဉ်ကိုအောက်တိုဘာ10ရက်ကပြုလုပ်တဲ့အစီအဝေးမှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ CTP က2018ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့၃နှစ်တစ်ကြိမ်ပြန်လည်သုံးသပ်တဲ့အစည်းအခမ်းစာအရမြန်မာနိုင်ငံဟာဖွံ့ဖြိုးမှုအနေအဆုံးနိုင်ငံအဆင့်ကနေလွတ်မြောက်ဖို့စံတမ်းမဲ့ချက်၃ခုလုံးနဲ့ပထမဆုံးအကြိမ်ပြည့်မီခဲ့ပေမယ့်ဒီလုပ်ငန်းစဉ်တွေဟာ2021ခုနှစ်မှာစစ်တပ်ကတရားမဝင်အာဏာသိမ်းဖို့ကြိုးပမ်းခဲ့တာကြောင့်ပျက်စီးခဲ့ရတယ်လို့မြန်မာတမ်းမဲ့ကြီးကထောက်ပြခဲ့ပါတယ်။ဒါအပြင်တရားမဝင်ဆက်အာဏာမသိမ်းမီနှစ်တွေမှာရရှိခဲ့တဲ့တိုးတက်မှုတွေဟာပြောင်းပြန်ဖြစ်သွားခဲ့ပြီး လူမှုစီးပွားအခြေအနေတွေဟာဇက်တိုက်ဆိုးရွားလာပွဲရှိနေတာကိုတွေ့ရတယ်လို့အစည်းအဝေးတက်ရောက်လာသူတွေကရှင်းပြခဲ့ပါတယ်။ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစည်းအဝေး UNDP အစိုးရကစားရဆိုရင်လေမြန်မာနိုင်ငံကလူငယ်လေးဦးမှာတဦးဟာအလုလက်မဲ့ဖြစ်နေပြီးအသက်၁၈နှစ်ကနေ၂၄နှစ်ရွယ်လူငယ်လေးဦးမှာသုံးဦးဟာပညာသင်ကြားနိုင်တာဒါမှမဟုတ်တနန်းတက်ရောက်နိုင်တာမရှိဘူးလို့ပြောကြားခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံကလူဦးရေတက်ဝက်နေပါဟာရှင်ရမွေးတူမှုမြေအောင်မှာနေထိုင်နေကြရပြီးလူဦးရေ၃.၆တန်းဟာနေရဆုံးကွာထွက်ပြေးနေရတယ်လို့လူဦးရေ၂၂တန်းနေပါဟာလေလူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေ တယ်လို့ထပ်ပြီးအတည်ပြုခဲ့ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေဟာလူသားချင်းစာနာမှုနဲ့လူခွင့်ရေးဆိုင်ရာအကျဲတဲတခုတည်းမဟုတ်ပဲမျိုးဆက်တစ်စက်လုံးဟာသူတို့ရဲ့အစွမ်းစားတွေနဲ့အနာဂတ်ကိုပြုံးတိခံနေရတဲ့အကျဲတဲနဲ့ရင်ဆိုင်နေရတာကြောင့်မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ NDC အစင်ကနေတက်လန်းနိုင်မဲ့အလားအလာကိုချိန်ချောက်ခံနေရတယ်လို့မြန်မာတမ်မဲ့ကြီးကဆက်လက်ပြောကြားခဲ့ပါတယ်။ အကျန်းဖက်ဆေးဥစုကလုံးမဲ့အတူရောင်ရွေးကောက်ပွဲဟာအကျန်းဖက်တိုက်ခိုက်မှုတွေဆင်းရဲမွေးတည်မှုနဲ့မတည်ငြိမ်မှုတွေစီတွန်းပို့တလို့ဖြစ်နေတာကြောင့်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူလူထုရဲ့အနာဂတ်ကိုထောက်ထားပြီးအကျန်းဖက်ဆေးဥစုရဲ့လိမ့်လည်လဲပြားမှုတွေကိုပြန်လည်တုံ့သက်ဖို့လေတိုက်တွန်းခဲ့ပါတယ်မြန်မာပြည်သူလူထုအနေနဲ့အကျန်းဖက်ဆေးဥစုကလုံးမဲ့အတူရောင်ရွေးကောက်ပွဲကိုဖြစ်နိုင်တဲ့နီလန်ပေါင်းစုံတုံးပြီးရက်တန်အောင် ဆောင်ရွက်သွားဖို့ဆုံးဖြတ်ထားတယ်လို့လည်းအစည်းအဝေးတက်ရောက်လာသူတွေကအသိပေးခဲ့ပါတယ်။ဆေးအာနာရှင်စနစ်အဆုံးသတ်ပြီးငြိမ်းချမ်းရေးတရားဝါပြောတဲ့ Federal Democracy ပြည်တော်စုတိဆောက်ရေးဆိုတဲ့မြန်မာပြည်သူလူထုရဲ့ကြိုးပမ်းမှုနဲ့တနိဋ္ဌန်ချထားမှုကို ကုညီပံ့ပိုးမှုပေးဖို့ကုလဆိုင်ရာမြန်မာအသံမဲ့ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာအတိုင်ဝန်ကိုမြစ်တာရက်ခံထားကြောင်းသိရပါဗျာ။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လူတန်းစင်နဲ့ချီတိတ်ဆုံတဲ့တရင်ကျုံမိထွန်းပွဲကိုစစ်တပ်၏လေးချောင်းတိုက်ခိုက်မှု ကုလသမဂ္ဂတွင်းမှုချုပ်အပါအဝင်နိုင်ငံတကာအသံယုံများကပြင်းပြင်းထန်ထန်ရှုံချတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်း၆ဦးမြို့နယ်မှာအောက်တိုဘာလ၆ရက်နေ့ညပိုင်းလူတန်းစင်ချီတိတ်ဆုံခဲ့ရတဲ့စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုကိုကုလသမဂ္ဂအထွေထွေတွင်းရေးမှုချုပ်အက်တိုနီယိုဂူတာရက်စ်ပါဝင်ရန်ကုန်ခြေဆိုင်နိုင်ငံတကာအသံယုံတွေကပြင်းပြင်းထန်ထန်ရှုံချလိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့အဲ့ဒီတိုက်ခိုက်မှုဟာအရဲသားတွေကိုပြစ်မှတ်ထားဆင်းရဲရတိုက်ခိုက်တဲ့လောက်ရတစ်ခုအဖြစ်ဖော်ပြခဲ့တာဖြစ်တယ်လို့ကုလသမဂ္ဂအတွင်းမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကပြောကြားကြောင်းကုလသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါရယ် စကိုင်းတိုင်းချောင်းဦးမြို့နယ်စီမီထွန်းဘွဲကိုစစ်တပ်ကစက်တက်လေးဒီနဲ့ဘုံကျဲချတာကြောင့်အနည်းဆုံးလူ24ဦးသေဆုံးပြီး55ဦးဒဏ်ရာရရှိကသေဆုံးထိခိုက်သူတွေမှာကလေးတွေနဲ့အမျိုးသမီးတွေပါပါဝင်နေတာဖြစ်ပါတယ်။ဒါအပြင်အာနာသိန်းစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကိုရန်ကုန်အခြေစိုက် UK, Australia နဲ့ Switzerland တန်ယုံတို့ကကန့်ကွက်ရှုံချကြောင်းဒီနေ့ထုတ်ပြန်ပါတယ်။ Australia အနေနဲ့ဗုဒ္ဓဘာသာဝင်တို့ရဲ့မီထွန်းဘွဲတော်ကျင်းပနေစဉ်ကာလတွင်တိုက်ခိုက်ခံရမှုအပါအဝင်ပြည်သူလူထုပေါ်မြန်မာ ဆက်အာနာရှင်အဖွဲ့အစည်းရဲ့ဆက်လက်တိုက်ခိုက်နေမှုတွေကိုရှုံချတယ်လို့ဆိုပါတယ်ဆွစ်ဇာလန်တန်ယုံကလည်းစကိုင်းတိုင်း6ဦးမြို့နယ်ကဘာသာရေးပွဲတော်တွင်ကလေးငယ်တွေပါဝင်အရက်သားဒါဇင်နဲ့ချီတိတ်ဆုံးခဲ့ရတဲ့မြန်မာတပ်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုရှုံချတယ်လို့ထုတ်ပြန်ပါတယ်အရက်သားတွေကိုမခွဲခြားပဲပုံကျဲတိုက်ခိုက်တာဟာအပြည့်ပြည့်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ဆွစ်ဇာလန်တန်ယုံကဆိုပါတယ်ဆွစ်ဇာလန်နိုင်ငံအနေနဲ့ပြည်ပခါနဲ့သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးကိုပြည်ပြည့်ဆိုင်ရာ ာလူသားချင်းစာနာထောက်ထားမှုဥပဒေနိုင်ငံတကာလူခွင့်ရေးဥပဒေတွေအောက်ကနေတာဝန်ဝတ္တရားတွေကိုအပြည့်အဝလေးစားလိုက်နာဖို့နဲ့အရက်သားတွေကိုအကောက်အွယ်ပေးဖို့လိုအပ်တဲ့အစီအမံတွေအားလုံးကိုတောင်းဆိုတယ်လို့ဆိုပါတယ်ဒီဖြစ်စဉ်ဟာနိုင်ငံတော်ဝန်ကအရက်သားတွေပေါ်နှက်ဆိုင်စွာစိတ်နှောက်ယှက်ဖြစ်စေတဲ့အကြမ်းဖက်မှုလုပ်ရက်တွေကိုထင်ဟပ်စေတယ်လို့ဆိုပါတယ်အလောက်တူပဲအကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့နဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအတားအဆီးမရှိဘေးကင်းလုံခြုံစွာပေးရနိုင်စေရင်မတရားထိန်းသိမ်းခံထားရတဲ့ ကျင်းသားတွေကိုလွတ်ပေးရင်းနဲ့အားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလှုံ့ဆော်ကြဖို့တောင်းဆိုတယ်လို့ဩစတြေးလျတန်ယုံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ UK တန်ယုံကတော့စကိုင်းတိုင်း6ဦးမြို့မှာဗုဒ္ဓဘာသာဝင်တို့အထွတ်မြတ်ထားရာပွဲတော်ရက်တွင်ကလေးငယ်တွေပါဝင်အယတ္တပြည်သူတွေတိတ်ဆုံးကြရတဲ့လေးချောင်းတိုက်ခိုက်မှုသတင်းတွေကြားသိရတာအင်မတန်မှတုန်လှုပ်ဖွယ်ကောင်းပါတယ်လို့ဆိုပါတယ်ဒီတိုက်ခိုက်မှုမျိုးတွေလက်ခံနိုင်ပွဲအကြောင်းပြချက်လုံးဝမရှိပါဘူးလို့ဆိုပါတယ်မြန်မာပြည်သူများအပေါ်အကြမ်းဖက်မှုများဆက်လက်ကျူးလွန်နေတဲ့မြန်မာစစ်အစိုးရရဲ့လုပ်ရက်ကို UK အစိုးရအနေနဲ့ရှုတ်ချပါတယ်မြန်မာစစ်တပ်အပါအဝင်တပ်ဆိုင်ရာအဖွဲ့အစည်းများအားလုံးအယတ္တပြည်သူတွေအထူးသဖြင့် ကလေးငယ်တွေကိုအကာအကွယ်ပေးဖို့ကြိုက်တွန်းပါတယ်လို့ရန်ကုန်အခြေစိုက်ပြည်သူ့ရှာတန်ရုံအခြေကဲအင်ဒရူးဂျက်ဆင်ကပြောဆိုသွားကြောင်းသိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကစစ်ကောင်မရှင်ကအစည်းအဝေးများပြန်တက်ခွင့်ပြုရန်အာဆီယံဥက္ကဋ္ဌကိုတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာနာသိမ့်ပြီးနောက်မြန်မာနိုင်ငံပေါ်ခွဲခြားချက်လက်ထားခြင်းများသည့်တင့်ရုံမှုမရှိသဖြင့် မုံလာအခွင့်ရေးများပြန်လည်ပေးရရန်စစ်ကောင်မရှင်ကနေပြည်တော်တုံရောက်ရှင်လာတဲ့အာဆီယံအလက်ကြောင့်ဥက္ကဋ္ဌဥဆောင်သောအဖွဲ့ကိုတွိတ်ဆောင်ဆွေးနွေးစဉ်ထည့်သွင်းတောင်းဆိုခဲ့ကြောင်း၎င်းတို့၏ဝါရပြန်တင်စာများအရသိရပါသည်အာဆီယံ၏လက်ရှိအလက်ကြောင့်ဥက္ကဋ္ဌဖြစ်သည့်မလေးရှားနိုင်ငံခြားရေးဝန်ကြီးဒေါက်တာစရီမိုဟာမက်ဟာဆန်ဥဆောင်တဲ့အဖွဲ့ဟာမြန်မာရွေးကောက်ပွဲနဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးရန်အောက်တိုဘာ9ရက်ကမြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်လက်ရှိအခြေအနေတွေအရမြန်မာနိုင်ငံပေါ် ကြချန်လက်တာတွေကမတင်လျော်ဘူးလို့ထောက်ပြလိုပါတယ်။အာဆီယံမှာမြန်မာနိုင်ငံရဲ့မူလအခမ်းကဏ္ဍနဲ့အခွင့်အရေးတွေပြန်လည်ရရှိစေဖို့တိုက်တွန်းတောင်းဆိုပါတယ်ဟုစစ်ကော်မရှင်ကနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေကအာဆီယံအလက်ကြားဥက္ကဋ္ဌနဲ့တွေ့ဆုံစဉ်ပြောပါတယ်။စစ်ကော်မရှင်အနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ရမှာပူးပေါင်းဆောင်ရွက်နေပြီးအာဆီယံ၏ဂျိုးပန်းအထုတ်မှုများနဲ့ဥက္ကဋ္ဌ၏ဥဆောင်ဥရွက်ပြုမှုများကိုအပြုသဘောဖြင့်ပူးပေါင်းသွားမည်ဖြစ်ကြောင်းစစ်ကော်မရှင်ဝန်ကြီးဦးတန်းစွေကထည့်သွင်းပြောဆိုခဲ့ပါ တဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမဲအောင်လိုင်းဦးဆောင်သောစစ်ကောင်မရှင်သည်အာဏာသိမ်းယူခဲ့သည့်အတွက်အာဆီယံကမြမငင်းချင်ရင်နဲ့ပတ်သက်၍ဘုံသဘောတူညီချက်၅ချက်ကိုတက်မှတ်ခဲ့တော်လဲစစ်ကောင်မရှင်ကပြက်ကွက်နေသည့်ဖြင့်၎င်းတို့ကိုအစီအွေများတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဖြစ်ပါသည် အာဆီယံအလေကြောင့်ဥက္ကဋ္ဌကလည်းအာဆီယံဘုံသဘောတူညီချက်၅ချက်အကောင့်ထေဖို့ရဲ့အတွက်မြန်မာနိုင်ငံကဥဆောင်သည့်မြန်မာကိုပိုင်နီလန်းဖြင့်ဆောင်ရွက်မှုများထောက်ခံကြောင်းပြန်လည်ပြောဆိုခဲ့ကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ပါတယ်။ယင်းတရက်တာခီးစဉ်တွင်အာဆီယံအလေကြောင့်ဥက္ကဋ္ဌဥဆောင်သောဖွဲ့သည်နေပြည်တော်သို့လာရောက်၍စစ်ကောင်ဆောင်ဘူဂျုံမူကြီးမဲအောင်လိုင်ခန့်ထားတဲ့ဝင်ကြီးချုပ်နေနိုင်ငံသားဤဝင်ကြီးတို့ကိုတီးခြားစီတွေ့ဆုံ၍ရွေးကောက်ပွဲကိစ္စအပါအဝင်ပူးပေါင်းမှုများလှုပ်ဆောင်သွားရန်ဆွေးနွေးခဲ့သည်ဟုစစ်ကောင်မရှင်ကဆိုပါတယ်။ တယ်ထို့ပြင်စစ်ကောင်းဆောင်နေတွေ့ဆုံရမှာလဲအာဆီယံအနေဖြင့်အာဏာသိမ်းပြီးနောက်ပြုလုပ်ရန်စီစဉ်နေသောမြမရွေးကောက်ပွဲကိုပူးပေါင်းသွားပြီးထို့အတွက်လိလဆောင်ချီအဖွဲ့များဆိတ်လွတ်သွားမည်ဖြစ်သောအာဆီယံအလစ်ကြောင့်ဥက္ကဋ္ဌကပြောဆိုခဲ့သည်ဟုစစ်ကော်မရှင်ထုတ်ပြန်ချက်မှဖော်ပြပါတယ်ထို့သောမလေးရှားအစိုးရ၏ခနေဦးထုတ်ပြန်ချက်မှမြမပရိပခများရက်တန်ရေးလူသားချင်းစာနာထောက်ထား၏အကူအညီများကိုအတားဆီးမရှိဝင်ရောက်ခွင့်ရရှိရေးတိုက်တွန်းသွားမယ်လို့ဖော်ပြထားကြောင်းမြန်မာနှင့်သက်ဆိုင်သူအလုံးပါဝင် ှင့်ဗက်ပေါင်းစုံဆွေးနွေးမှုများပြုလုပ်ရေးတို့ကိုစစ်ကောင်းဆောင်ကိုတိုက်တွန်းသွားမယ်လို့ဖော်ပြထားကြောင်းသိရပါဗျာ။